အားလုံးပဲမင်္ဂလာပါချင်းတိုင်းသားဂျော်ရှွာဘာကဒါမဲ့ရှီယန်နေတင်းငွေနေနေပါဘရာဇီးနိုင်ငံသားဘရူနိုဆေးဘာနဲ့တိုးတက်တော့မှာပါပရမချင်းမလာထဲမှာပွဲတည်ပေးခဲ့ပေမဲ့ဘရူနိုဆေးဘာက training မှာ injury ရပြီးပြိုင်ပွဲမှာနှုတ်ထွက်ခဲ့ပါတယ်ရိုစီဘတ်ကဘရူနိုဆေးဘာအစားဂျပန်ဖိုက်တာရေးစကူရာနဲ့ပွဲစီစဉ်ပေးခဲ့ပါတယ်အဲ့ပွဲမှာဂျော်ရှွာဘာကဂျပန်ဖိုက်တာကိုယူနာနာဒီဇီရှင်နဲ့အနိုင်ရခဲ့ပါတယ် ိုင်ဝဲမှာဂျော်ဂျူယာဘန်ကမြန်မာနိုင်ငံအလံခြုံငွေရပြီးမြန်မာကိုစားပြုအနေနဲ့ထိုးဝင်ရခဲ့ပါတယ်။ဂျော်ဂျူယာဘန်ကအရင်ကမြန်မာကိုစားပြုအနေနဲ့ဒိုတက်ဖို့ USC ကိုတောင်းဆိုခဲ့ပေမဲ့ USC ဘက်ကလက်မခံခဲ့ပါဘူး။အခုချိန်မှာတော့အခုရာကြီးဒေနာဝက်ကလက်ခံလိုက်ပါပြီ။ဝဲအကြောင်းလေးဆက်ပြပါရင်အခုချိန်မှာ USC ဘက်ကရူနိုဆေးဘားနဲ့တဖန်ပြန်လည်ထိုးတက်ဖို့စီစဉ်ပေးခဲ့ပါပြီ။အခုဒီချိန်ထပ်ပြီးပွဲပြရင်လည်းရူနိုဆေးဘားကိုတကြီးစုတော့မှာပါ။ ရူစေဘကထွင်ကြီးနေမှာအင်ဂျူရီဖြစ်ပြီးဝက်ကန်ဆယ်များတဲ့ဖိုင်တာတယောက်ပါဒီဝက်ကိုရွေးစီပရိတ်တအများစုမှတ်ချက်ပေးတာကတော့ဂျော်ရှူအာပါနိုင်မယ်လို့အများဆုံးခန့်မှန်းကြပါတယ်ဒါမှမဟုတ်လည်းအမမေဝက်ကြီးလို့ဘောင်စိုးဖြစ်သွားနိုင်ပါတယ်ဖိုင်တာတယောက်ကိုနိုင်ရှင်ချင်းအသက်က17နှစ်กว่าပါတယ်ရူနိုစေဘကလက်ရှိမှာ35နှစ်အရက်က9ပဲလေရီက65လက်မှာအလေအလတ်ဖိုင်တာလို့ပြောလို့ရပါတယ် အရန်လည်းမကောင်းသလိုအရန်လည်းမညံ့ပါဘူး။အရင်က BJJ ground ပိုင်းနဲ့စောတာများပါတယ်။ဂူလောပိုင်း striking ပိုင်းနဲ့ထိုးပြီး bowler တွေလည်းခဏခဏရပါတယ်။အားချက်ကိုတော့လေးစားမိပါတယ်။နိုင်ရှုံးထက်ဖြောပြမှုကိုဦးစားပေးတဲ့သဘောမှရှိပါတယ်။ဂျော်ဂျူဘန်ကအသက်က24၊အရက်က9ပင်9၊ရိက65လက်မဒေဗတာ၂ယောက်အရမောင်ကိုလက်တန်ရောတိတ်မကွာပါဘူး။ဒါပေမဲ့အသက်ရွယ်လည်းငယ်သေးတယ် ဂျော်ရှူအဘန်ကပိုပြီးတန်ပါတယ်ပိုပြီးလင်းမြန်ပါတယ်ဂျော်ရှူအဘန်စိုးရင်ရမှာကဘူရိုဆေးဘားရဲ့ ground line ကိုပါဂျော်ရှူအဘန်ကဘောင်းစင်းဆန်းဆန်းဆော့တဲ့ striker တယောက်ပါတိတ်တောင်းတွေကိုလင်းမြန်ပါနဲ့စွာတပန်းလုံးနိုင်ပါတယ်ဘူမန်ဆိုတော့ဘူရိုဆေးဘားက striking နဲ့ပဲကစားတာပါဒီဘက်မှာဘလို့ position နဲ့ဆော့လာမယ်ဆိုတော့မသိနိုင်ပါဘူးဂျော်ရှူအဘန်အနေနဲ့တိတ်တောင်းတပန်းပိုင်းကိုပြင်ဆင်လာစေခြင်းပါတယ်ဂျော်ရှူအဘန်က ရှေးရက်ကအောင်လာနဲ့တွေ့ဆုံပြီးထွင်ရင်အတူလို့တော်လည်းတွေ့ရပါတယ်။ဗာရီယာဒေရာလည်းအောင်လာနဲ့ထွင်ရင်လို့ပြီးဘိုးနီကယ်ကိုအနိုင်ရခဲ့ပါတယ်။ဂျော်ရှူအာဘန်လည်းဒီဝဲမှာအနိုင်ရစေချင်ပါတယ်။ဒီဝဲမှာဘူဘိုဆေးပါးကစပိုင်ကင်ပိုင်းနဲ့ကစားလာရင်တော့အရင်ကြည့်လို့ကောင်းတဲ့ပွဲတော်ပွဲဖြစ်လာမှာပါ။ဟုတ်ကဲ့လူကြီးမလို့မြင်လေးကိုလည်းကွန်မန့်မှာရေးပေးလို့ရပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော် channel လေးလည်း subscribe လုပ်ပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်။